ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ကျွန်တော် Manchester United ကတော့ဒီနွေရာသီအပြောင်းအရွှေ့မှာတိုက်စစ်ခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ဒါစင်မင်ညူတို့ဘာလို့ခါလဲအသင်းရဲ့ထိတ်တန်းစည်ရင်ထဲမှာပါနေတော့မဲပေါ့နော်။သူတပြင်းတော့ကျွန်တော်တို့အန်ဘူမူကိုခေါ်ဖို့အတွက်အပြစ်သက်ပြီးတာနဲ့တိုက်စစ်မှုနေရာကိုကျွန်တော်ကြိုးပမ်းလာမှာပါ။ပြဿနာကအဲ့ဒီတိုက်စစ်မှုနေရာနဲ့ပတ်သက်ပြီးတော့အသင်းလူချင်းနဲ့ကစားသမားတွေဟာဈေးတွေကြီးနေတာ ဒါအပြင်ခေါ်ဖို့အတွက်အင်မတန်ခဲယဉ်နိုင်တာဒီလိုအခြေအနေမျိုးတွေကြောင့်ပေါ့နော်လက်ရှိ brand ဒီအဲဘုံမောက်ရဲ့တိုက်စစ်နဲ့တောင်မန်ကိုကောင်းကောင်းကစားနေတဲ့ကစားသမားဖြစ်သူကျွန်တော်စီမင်ယူကို United ဟာစိုင်းနဲ့ထည့်လာတာဖြစ်ပါတယ်။ဒါပေမဲ့လို့စီမင်ယူနဲ့ပတ်သက်ပြီးတော့စပါးနဲ့အပြိုင်ကျူးပန်းရနိုင်ွယ်လဲရှိတယ်ဆိုပြီးတော့သတင်းတွေကကျွန်တော်တို့တောက်လျှောက်ဖော်ပြနေတယ်။ တော့စပါတင်ကတော့လက်ရှိဆိုလို့ရှိရင်တိုက်စစ်နေရာမှာစင်မင်ယူကိုခေါ်ဖို့အတွက်ပူပြီးတော့ဗောနော်ဒါပြင်းပြင်းထန်ထန်ကျူးပန်းနေတာမျိုးတွေကျွန်တော်တို့ရှိနေစိတ်ဝင်စားမှုတွေလည်းအမှန်ကန်ရှိနေတယ် United ရဲ့ဘက်ကလည်းအံပွဲမူကိုကန်လန်းထားသည့်တိုင်အောင်ပေါ့နော်ကျွန်တော်သားစိတ်ဝင်စားနေစေဖြစ်တယ်ပေါ်ပြစီမင်းယူကိုတအပြင်အံပွဲမူကိုခေါ်ပြီးရင်တောင်မှစီမင်းယူနဲ့ပတ်သက်လို့အသင်းဘက်ကတိုက်စစ်နေရမှာလည်းအစားထိုးသွားနိုင်စွမ်းရှိတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြားနေရတယ်ဆိုတော့ဒီနေရာမှာခြုံကြည့်ရရင်ကျွန်တော်တို့ အမ်ဘူမူကိုခေါ်ပြီးပြီဆိုတာနဲ့အကယ်လို့မြန်ပါနော်ခေါ်ပြီးပြီဆိုလို့ရှိရင်စင်မီညူကိုထပ်ခေါ်ဖို့ကတော့ကျွန်တော်ကတော့အခြေအနေနည်းတယ်လို့ထင်တယ်အခြေအနေနည်းတယ်လို့ထင်တယ်အဲဘာလို့လဲဆိုတော့ကျွန်တော်တိုက်စစ်မှုစစ်စစ်ကိုလိုချင်တာဗျာအကယ်လို့အမ်ဘူမူကိုခေါ်ပြီးပြီဆိုလို့ရှိရင်တိုက်စစ်မှုစစ်စစ်နေရာမှာတခြားသူတွေမဟုတ်ဘဲနဲ့စင်မီညူကိုကျွန်တော်တို့တွေ့မယ်ဆိုရင်ထင်တယ်လို့ထိတော့အလုပ်ဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဲဘာလို့လဲဆိုတော့ဒီကစားမကဒီကစားမအနေနဲ့ဗောနော်တိုက်စစ်မှုစစ်စစ်နေရာမှာကစားနိုင်နေဆိုပေမဲ့လို့ကျွန်တော်တို့လိုချင်တဲ့ ဒါဂိုးမရှိမဟုတ်ဘူးဗျာထားပါတော့ဒီ Vita Geo Crest 2ဘာလို့ဆိုလို့ရှိရင် Twin Go နဲ့ပတ်သက်လို့ရှိရင်တော်တော်ကိုစိတ်ချရတဲ့နေရာမှာကျွန်တော်ပါတယ်ကျွန်တော်တို့သဘောကျတာမကျတာတန်တရားရှိတာမရှိတာကတက္ကန်နာနော်ပေါ်တူဂီပရီးမီးယားလိမှာသူလုတ်ပြနေတာဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်အထင်ကြီးဖို့ကောင်းတယ်ဗောနော် Twin Go တွေကလည်းညီကလေးတွေးတဲ့အတိုင်းပဲတောက်လျှောက်ဆိုလို့ကျွန်တော် Twin ပြနေတာဆိုတော့ကျွန်တော်တို့နေတိုက်စစ်မှုနေရာမှာ Vita Geo Crest right wing number 10နေရာမှာဆိုလို့ရှိရင်အန်ဘူမူဆိုပြီးတော့ကျွန်တော်ဖြစ်တင်တာ ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့အန်ဘူမူကိုခေါ်မယ်အကယ်လို့မြန်စပါးကလည်းလိုချင်နေသလိုရှိရင်အန်ဘူမမဟုတ်ဘဲနဲ့စင်မညူလည်းဖြစ်သွားနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်အန်ဘူမူကိုလည်းခေါ်မယ်စင်မညူကိုလည်းတိုက်စင်မှာခေါ်မယ်သူတပြင်းတော့ဗီတာဂျူခရက်စ်ကဈေးကတန်း60တန်း80လောက်သွားမယ်ဆိုတော့စင်မညူကဈေးတက်တာနိုင်စွမ်းရှိတဲ့အချင်းကြီးမျိုးကြောင့်အတင်းဘက်ကသတင်းထွက်လာတာလည်းဖြစ်မှာကျွန်တော်ကတော့ဗျဘယ်လိုပြောမလဲဒီဗီတာဂျူခရက်စ်နဲ့ပတ်သက်ပြီးတော့ တည်တည်ချာချာကျိုးပန်းတဲ့နေလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ကြိုက်တာမကြိုက်တာတန်တရားရှိတာမရှိတာကတကံနာပေါ့နော်အသင်းကပြီးကြတဲ့ရာသီမှာတိုက်စစ်တတော်ကိုစိုးနေတဲ့အတွက်တိုက်စစ်ကိုအမှန်ကန်ပြင်ဖို့သူတို့ကျိုးပန်းတာဆိုတော့အမ်ဘူမိုကိုနံပါတ်10ရောရအောင်ကိုခေါ်ရမှာပဲအဲသူဒီဦးစားပေးဖြစ်တင်နေဗျစီမံညိုဒီနံပါတ်10ရောမှာဦးစားပေးမဖြစ်တင်ဘူးဘာလို့လဲဆိုတော့သူကစားကျင်တဲ့ပုံစံနဲ့ဆိုရင်ကျွန်တော်တို့မှာကွန်ညာရောက်နေပြီသားဖြစ်တယ်မက်ဒီစ်ကွန်ညာရောက်နေပြီသားဆိုတော့ညာချန်းကကျွန်တော်တို့အနေနဲ့ပေါ့နော်နံပါတ်10ရောဒီဘဲချီတန်နဲ့ကစားမှဖြစ်လीပူကောင်းနေပြီ တော့ဒါကြောင့်ပေါ့နော်အမ်ဘူမိုကိုခေါ်မယ်ပြီးလို့တန်း၄၀လောက်နဲ့ရနိုင်မယ်ဆိုလို့ရှင်လည်းပဲဆင်မင်ညိုကိုကျူးပန်းကြီးကျူးပန်းအဲ့လိုမဟုတ်ဘူးငါတို့ကတော့ဂူးသွင်းအာမခံချက်ရှိတဲ့ပလေယာကိုပဲမြင်ကျင်နေဆိုရင်ဗစ်တာဂူဂရက်ကိုခေါ်ဒါမျိုးပဲကောင်းနိုင်မယ်ညီမစပါးကတိတယ်မလားဆင်မင်ညိုကိုစိတ်ဝင်စားလို့ဆိုပြီးတော့ကိုရီကလည်းလိုက်စိတ်ဝင်စားစရာအကြောင်းမရှိဘူးလိုက်ပြီးတော့ကျူးပန်းစရာကျွန်တော်အကြောင်းမရှိဘူးကိုရဲ့အဓိကပြင်မဲ့ကိုပဲကျွန်တော်ကျူးပန်းနေတယ်ကျွန်တော်ကတော့ထင်ပါတယ်စပါးဘက်ကအမ်ဘူမိုကိုခေါ်ကျင်တယ်လို့ကျွန်တော်ထင်တယ်ထို့သဖြင့် Thomas Frank ကိုလည်းသူတို့ကခေါ်ပြီးသွားပြီးပေါ့နော်သဘောတူညီမှုတွေဘာတွေရသွားပြီးဆိုတော့ Thomas Frank နဲ့အတူအမ်ဘူမူကိုသူတို့ကလိုချင်တာအကယ်လို့အဲ့လိုမျိုးဆိုရင် United အနေနဲ့ဒါစိတ်ပြောင်းသွားအောင်စီမင်ယူကိုသူတို့ပေါ့နော်အာစပါကတော့စိတ်ဝင်စားတယ်ဟေးလို့ပြောလိုက်ပြီးတော့ United ကစီမင်ယူကိုအမှန်တကယ်စိတ်ဝင်စားလာတာနဲ့စပါကအမ်ဘူမူကိုခေါ်ချင်တဲ့ပုံစံမျိုးလည်းဖြစ်မှာပဲအပြောင်းရွှေ့ကတော့ပေါ့နော်ပြောရတာအင်မတန်ခဲနေပေါ်ဒီကြားထဲမှာအဲ့မျိုးလို့စီမင်ယူဒီကျွန်တော်ရဲ့ဦးစားပေးမဖြစ်သင့်ဘူး တိုက်စစ်နေရာမှာလည်းယူကရိန်းစတာကျွန်တော်တို့ဘနော်ဖြစ်တင်နေဦးစားပြီးနေရာနံပါတ်10မှာဆလူရှင်လည်းပဲအန်ဘူမိုတာဦးစားပြီးကျွန်တော်ဖြစ်တင်နေမဟုတ်ဆိုတော့ဒါကြောင့်ဒီအချိန်နေရပါနော်ကျွန်တော်အနေနဲ့အန်ဘူမိုကိုခေါ်ပြီးပြီဆိုတာနဲ့အတင်းဘက်ကစီမင်ညူကိုလည်းထပ်ပြီးတော့ကျူးပန်းနိုင်နေဆိုတဲ့တတိနေထက်တက်လာတယ်ညူကရိုအနေနဲ့ရောဘလူမင်ညလည်းအတင်းအနေနဲ့ကျွန်တော်တို့ဒါစီမင်ညူကိုကျူးပန်းတင်တယ်လို့ကျွန်တော်ထင်ကြလားဒါမှမဟုတ်ဖီတာဂူကရက်စ်တို့ဘာလို့ကိုလည်းကျူးပန်းတင်တယ်လို့ထင်လားကျွေးကြပါအောင်အားလုံးကိုချစ်သူများကြီးကျေးဇူးပါတယ်